ားလုံးပဲမင်္ဂလာပါရှင်။နေ့ရက်တစ်ပတ်ကျမ်းမာရေးအစီအစဉ်ကနေပြီးတော့အားလုံးပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်လေးမှာတော့ကျမ်းမာရေးဘူဒ္ဓတွေကိုအခြေအတို့တွင်နားလည်အောင်လို့တိဆက်ပြသွားမှာပဲဖြစ်ပါရစေ။ဒီအပိုင်းမှာပြောပြမယ့်အကြောင်းရင်းကတော့ကလေးတွေမှာအဖြစ်များတဲ့အနာဇက်ယောဂအကြောင်းပဲဖြစ်ပါရစေ။ဗီဒီယိုလေးမဆောက်ရင်မှညီမတို့ရဲ့ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးတော့ဘေးနား notification လို့လည်းနှိပ်စက်ပေးပါအောင်ရှင်။ကဲဒါဆိုရင်ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်နော်။ မူလနိုင်ငံကြောင်ကကလေးငယ်လေးတွေနှာခမ်းတောင်းဝဲမှာဆိုရင်အနာလေးတွေကိုတွေ့ဘူးကြမယ်ထင်ပါတယ် အဲ့ဒါလေးတွေကအနာဇက်လေးတွေပဲဖြစ်ပါတယ်။ဒီအနာဇက်ယောဂါကိုအင်္ဂလိပ်လိုဆိုရင် Invertigo လို့ခေါ်ပါတယ်။ကျောင်းမှာအဖြစ်များတဲ့ယောဂါဖြစ်တဲ့အတွက်ကြောင့်မို့လို့ School Soul လို့လည်းခေါ်ပါသေးတယ်။ဒီအနာဇက်ယောဂါဆိုရင်တော်တော်လေးကိုကူးဆက်လွယ်ပါတယ်။ခန္ဓာကိုယ်အနှံ့မှာဖြစ်တတ်တယ်ဆိုပေမဲ့မျက်နှာရဲ့ပါးစပ်နဲ့နှာခေါင်းတဝိုက်မှာဆိုရင်ပိုပြီးတော့အဖြစ်များပါတယ်။ခလေးငယ်တွေနဲ့ကျောင်းနေစာအရွယ်လေးတွေမှာအဓိကဖြစ်တတ်တယ်ဆိုပေမဲ့လူကြီးတွေမှာလည်းအနာဇက်တွေပေါက်နိုင်ပါတယ်ရှင်။ အနာဇက်ယောဂါဟာ Streptococcus aureus နဲ့ Staphylococcus aureus ဆိုတဲ့ bacteria နှစ်မျိုးကြောင့်ဖြစ်ရတာပဲဖြစ်ပါတယ်။ဒီ bacteria တွေကကျမတို့ခန္ဓာကိုယ်ရဲ့အရည်ပြားမှာတဘာဝအတိုင်းရှိနေတတ်တယ်ဆိုပေမဲ့လည်းများသောအဖြစ်ကတော့အနာမဖြစ်နိုင်ပါဘူး။တကိုယ်ရည်တက်ရှင်မှုအားနည်းတဲ့အရည်ပြားတွေ၊ထိလွယ်ရှလွယ်တဲ့အရည်ပြားတွေ၊နေမကောင်းလို့ခုခါအနေနေတဲ့အခြေတွေနဲ့အာဟာရချို့တက်နေတဲ့အခြေမျိုးတွေမှာဆိုလို့ရှိရင်ဒီအနာဇက်တွေကထွက်လာတတ်ပါတယ်။ ဆိုတိုင်းပြီးတော့ပုံနွေးတဲ့ရာသီဥတုတွေမှာအဖြစ်များပြီးတော့လူတွေပြုတ်သိမ့်နေတဲ့နေရာတွေမှာဆိုလို့ရှိရင်ပို့ပြီးတော့အဖြစ်များပါတယ်ရှင်အနာဇတ်တွေဟာများသောအားဖြင့်တော့နှာခေါင်းနဲ့ပါးစပ်တဝိုက်မှာအရေကြီးဘူးလေးတွေအဖြစ်နဲ့စားထွက်လာပါတယ်။တအောက်ကြမှာအဲ့ဒီအရေကြီးဘူးလေးတွေကပေါက်ထွက်သွားပြီးတော့အနီးဆက်ရဲရဲလေးတွေဖြစ်လာတာပါ။ အဲ့ဒီကနေဘေးဘက်တွေကိုပြန့်နှံ့သွားပြီးတော့အနာဇက်တွေပါထွက်ထွက်လာပါတော့တယ်အနာဇက်တွေက90%အရမ်းမြန်ပါတယ်မျက်နှာတွေမကပဲတင်ပါခြေထောက်နဲ့လက်မောင်းတွေမှာပါအနာဇက်တွေထွက်တတ်ပါတယ်ရှင်ဒီအရေကြီးမှုတွေနဲ့အနာဇက်တွေဟာနာရောမနာအောင်ဆိုပေမဲ့တအားရတတ်ပါတယ်ရှင်အနာဇက်ယောဂဟာများသောအားဖြင့်တော့ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပါတယ် ဒါပေမဲ့အနာဇက်ယောဂါကိုဖြစ်စေတဲ့ဗတိတရားပိုးတွေကကြောက်ကောက်ကိုရောက်သွားမယ်ဆိုရင်တော့ကြောက်ကဲ့ရောင်ယောဂါဖြစ်ပြီးတော့အသက်အန္တရာယ်ရှိနိုင်ပါတယ်နော်။ဝေးကိစ္စကလေးတွေကိုဒီယောဂါပိုးရှိရတဲ့နန်းချုပ်တဲ့အခါမှာအနာဇက်ယောဂါတွေဖြစ်တတ်ပြီးတော့ဒီအနာဇက်ကပိုးတွေကဒီဝေးကိစ္စကလေးငယ်ကိုပြင်းပြင်းထန်ထန်နာမကျန်းဖြစ်စေတဲ့အတွက်ကြောင့်မို့လို့ကလေးငယ်တွေကိုမနှမ်းချုပ်ဖို့အတွက်အကြံပေးပါသေးရှင်။ ဘလို့ကုသလို့ရလဲဆိုရင်တော့ဒီအနာဆက်ဖြစ်တဲ့နေရာကိုပိုးသက်ဆေးပါတဲ့ဆက်ပြားလေးနဲ့တစ်နေ့၃ခါလောက်ဆေးကြောပေးပါ စားရည်နွေးနွေးလေးထဲကိုရေမြုပ်တို့ပြီးတော့အနာဘက်တွေကိုလိုလိုညံ့ညံ့လေးခွာပေးပါဘီတာတိုင်းလိုမျိုးပိုးသက်ဆေးကိုလည်းအနာလေးကိုတွတ်တို့ပေးပါပြီးရင်ဆရာဝန်ပေးထားတဲ့ဒီပိုးသက်ဆေးခရင်နဲ့အနာဇက်လေးတွေကိုတုပ်လင်းပေးပါနော်ဒီလိုမျိုးတေချာလုပ်ပေးမယ်ဆိုလို့ရှိရင်တော့ရက်အနှဲငယ်တွင်းမှာပဲအနာဇက်ရောဂါပျောက်ကင်းသွားပါလိမ့်မယ်တကယ်လို့ဒီလိုလုပ်ပေးတာတော့မပျောက်ကင်းဘူးဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ဒီအနာဇက်အတွက်ပိုးသက်ဆေးကိုဆရာဝန်ညွှန်ကြားတဲ့အတိုင်းတောက်ပေးဖို့လိုအပ်ပါရဲ့ရှင် နာဇက်ယောဂဟာကူးဆက်လွယ်တဲ့ယောဂဖြစ်တဲ့အတွက်ကြောင့်မို့လို့တခြားလူတွေကမကူးဆက်အောင်လို့တည်တည်ချာချာလေးကောက်ွယ်ဖို့လိုအပ်ပါတယ်။ကိုယ့်ရဲ့ခလေးကအနာဇက်ယောဂဖြစ်နေတဲ့ဆိုရင်တော့မပြောင်းမချင်းကြောင်းအောင်မပိုးတင်ပါဘူးနော်။ပြီးတော့သူ့အတွက်လက်သုပ်ဘဝရီမျက်နှာသုပ်ဘဝရီအိယာကိရီနဲ့ဆက်ပြရီရအစာတည်တံ့ထားပြီးဖို့လိုအပ်ပါတယ်။မိသားစုဝင်တွေအနေနဲ့လည်းပိုးသက်စေပါတဲ့ဆက်ပြအောင်အသုံးပြုပေးတင်ပါတယ်။တကယ်လို့လူကြီးတွေမှာအနာဇက်ယောဂဖြစ်လာရင်တော့ထမင်းဟိနေမခိုးခင်မှာကိုယ့်ရဲ့လက်ကိုပိုးသက်စေပါတဲ့ဆက်ပြနဲ့တိတ်ချာလေးစေချော ော်ဖို့လိုအပ်ပါရဲ့ရှင်ဒီလောက်ဆိုရင်တော့အနာဇက်ယောဂအကြောင်းသိတော်လောက်ပြီလို့ထင်ပါတယ်ကျမတို့ရဲ့ AM channel ရာဆိုရင်ဒီလိုမျိုးကျမရဲ့ဘူသူဒလေးတွေကိုအမြဲတမ်းတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်စောင့်မျှော်ပြီးကြည့်ရှုပေးကြပါဦးနော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ် video တွေမှာပြန်တွေ့ကြပါဦးရှင်